ဒီပပီရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။အီရန်နိုင်ငံချွင်းချက်မရှိလက်နက်ချဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ်က တောင်းဆိုလိုက်ပြီးအီရန်အဓိပတိဘာသာရေးခေါင်းဆောင်ကြီးခါမီနီဘယ်မှာပုံနေတယ်လဲဆိုတာကိုပါသိထားပြီးဖြစ်တယ်လို့လူမှုကွေရက်မှာရေးသားထားပါတယ်။ ထရမ်ကပို့စ်၃ခုစတိုက်တင်ခဲ့ရမှာအီရန်ကောင်းကင်ယုံကိုကျုပ်တို့ကအလုံးစုံထိချုပ်လိုက်ပြီလို့ပို့စ်တစ်ခုမှရေးသားထားပါတယ်။အီရန်ရဲ့မြေအောက်နျူကလ িয়ার စခန်းတွေကိုပိတ်မှတ်ထားတဲ့အစ္စရေးတိုက်ခိုက်မှုတွေမှာပူးပေါင်းပါဝင်ဖို့ထရမ်ကစဉ်းစားနေတယ်လို့ CBS ရုပ်သံကဖော်ပြပါတယ်။အီရန်အဓိပတိအယာတိုလာခါမေနီကတော့အီရန်ဟာအစ္စရေးကိုပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်လို့ပြောထားပါတယ်။အီရန်တပ်မတော်စစ်သေးနာပတိချုပ်အဗ်ဒူရာဟင်မူဆာဗီကတော့ အစ္စရေးကိုပြစ်ဒဏ်ခတ်မဲ့စစ်စရေးတရက်မကြာမီလှောက်ဆောင်သွားမယ်လို့ကြေညာထားပါတယ်။စစ်ရေးနီလာနဲ့အစိုးရအပြောင်းလဲလုပ်ရင် အမှားကြီးမှားမယ်လို့ပြည်သက်သမရအီမန်နွယ်မက်ခွန်ကပြောထားပါတယ်။ကျောက်တို့အလုံးအတွက်သူများမလုပ်ချင်တဲ့အလုပ် dirty work ကိုလုပ်ပေးတဲ့အစ္စရေးကိုကျေးဇူးတင်တယ်လို့ Germany Deputy Friedrich March ကပြောထားပါတယ်ရှင်။ DBB နောက်ဆုံးရသတင်းတွေကို DBB TV News Facebook page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။